အမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပြီမလဲဒီနေ့ကတော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအတွက်တကယ်ကိုမင်္ဂလာမရှိတဲ့နေ့တည်းပဲဖြစ်ပါတယ်ဘဝဘေးရန်တည်းရဲ့ကိုတော့ကဘာမှအားလုံးရင်ဆိုင်ရမှာတော့အသေးကြပါပဲဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာကတော့ဘဝဘေးရန်တည်းရဲ့ကိုရင်ဆိုင်ရတဲ့အချိန်မှာပြည်သူတွေအနေနဲ့လက်တွဲပြီးတော့လှုပ်ဆောင်အောင်မယ်အစိုးရမရှိတာတော့ရင်နာဖို့ကောင်းပါတယ်အခုလိုမျိုးစစ်ကောင်းဆောင်စစ်ပွေးမင်းအောင်နဲ့အုပ်ချုပ်နေတဲ့လက်ထက်မှာကျွန်တော်တို့တွေ ကိုရိုနာဒုတိယလှိုင်းမှာလည်းအများကြီးခံစားခဲ့ကြရပါတယ်။ပြည်သူတွေပြည်သူချင်းချင်းပြက်ကူညီနေတဲ့အောက်ဆီဂျင်တွေပြက်လက်မှုနဲ့အတူသက်ပေးသွားရတဲ့လူတွေတဲပါဘူး။ဒါပဲအခုချိန်မှာလည်းတိုက်တီအောက်မှာရောက်နေတဲ့လူတွေကိုဒီကများဒီကထားပြီးတော့ကတင်ပြပေးဦးမှာလေ။ပေါ်လေးဦးမှာညီနာစရာကောင်းပါတယ်။မရီကြောင့်အများဆုံးပြည်သူတင်မြောက်တဲ့အစိုးရတစ်ခုရရှိအောင်လုပ်နိုင်မှတာနောက်ချိန်နောက်ချိန်မှာဘလို့သဘောပါဘေးရန်တွေပဲကြုံကြုံတို့ရေအတူတူအစိုးရနဲ့ပြည်သူလက်တွဲပြီးတော့လှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီကွက်ခိုင်တလောင်တွေကို ကိုးကန့်တွေကို KIA ကိုအခုလိုမျိုးဖြစ်ဖြစ်စစ်စစ်ဒီထက်ပိုပြီးထိထိရောက်ရောက်ဒီထက်ပိုပြီးတော့လူဝင်ရလက်နေရပြည့်ပြည့်စုံစုံနဲ့ထိုးစစ်မစင်တာလဲဆိုတဲ့အာမလို့ထိုးစစ်မစင်တာမဟုတ်မစင်နိုင်တော့လားလို့အာမရတန်နေရှိရှိချင်းနေမှာကြုံတွေ့နေရတဲ့ပြည်သူတွေကြုံတွေ့နေရတဲ့ငလင်ဂျန်တွေကိုဘေးဘက်ထားပြီးဘုံကျဲမှုတွေတိုက်ခိုက်မှုတွေကိုဆက်လက်ပြီးတော့မင်းရောက်နိုင်တဲ့လှုပ်ဆောင်မှုလူကြောင်းနဲ့ ပို့ပြီးတော့တိတိယယောက်လုတ်တင်ကြောင်းနဲ့အားမလို့အားမရဖြစ်မိရဆိုတဲ့ကြောင်းပြောသွားလိမ့်မယ်ဒီကတော့တကယ်ကိုပဲမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအတွက်တကယ်ကိုပဲမင်္ဂလာမရှိတဲ့နေ့တည်းဖြစ်ပါတယ်။တပူပေါ်နှစ်ပူဆင့်ဆိုတဲ့အတိုင်းပဲတော်လိုင်းကြီး က်တွေထိမ့်ချုပ်ထားတဲ့နေမျိုးကိုလည်းမရောက်နိုင်တဲ့ဘုံကျဲလိုတိုက်တီးပြူကြနေခဲ့ရသလိုအခုဆိုမှထပ်မံပြီးတော့အလင်းတန်းကိုခံစားနေရတဲ့ခါမှလည်းဘယ်လောက်ဒီဆိုးရွားနေလဲဆိုတော့အောင်သိရှိမှဖြစ်ပါတယ်။ဒါမှလည်းဒါမျိုးကိုတော့ပြည်သူတွေပဲလက်ရှိမှာခံစားနေရတော့မဟုတ်တော့ဘဲနဲ့မရောက်နိုင်လို့စစ်ခွေးတွေပါကုန်ခံစားနေရနေတာတခုပါပဲ။ခေါင်းဆောင်တွေပုံနေနေကတော့ဒီနေ့မောလဲမှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်နေပြီးတော့လေစိတ်ရဲ့လေချောင်းထိမ့်သိရင်တာဝါကျိုးကြပြီးတောင်းဝင်ထမ်းဆောင်နေတဲ့ တစ်ခွေးတောက်တိုင်ဝင်နှန်းတွေအားလုံးတည်ဆုံကြောင်းနဲ့နေပြီးတော့တက်တဲ့ရင်းမိကနေပြီးဖော်ပြထားပါတယ်။ဒီကြောင့်ထင်းသေးတာဝါတိုင်းကျူးကြတာအဲ့ဒီမှာလှုပ်လှုပ်နေတဲ့ဝင်နှန်းတွေအားလုံးဆုံးပါသွားပါတယ်ဆိုပြီးတော့နေပြီးတော့စစ်ဘက်တရင်းမိကဖော်ပြတာဖြစ်ပါတယ်။ဒီနေ့လောက်ခဲ့ကြတော့ငလင်းကြောင့်နေပြီးတော့တစ်ခုလုံးတွင်အပြက်စီးလုံးမြပြပြီးတည်ဆုံမှုတွေရှိကြောင်းသို့ရာတွင်စရင်တိကျကောက်ယူရန်လုံးဝခက်ခဲနေပြီးလမ်းများလည်းပျက်စီးသွားကြောင်းသိရှိရပါတယ်။နောက်ထပ်တဲ့ရင်းတို့မှာတော့နေပြီးတော့ပေါင်းလုံးဆယ်ငလင်းတန်းကြောင့်ပျက်စီးမှုတွေရှိခဲ့ကြောင်းတက်ဆိုင်ရာစေမြောင်းတရင်းဌာနကထုတ်ပြန်ပြီးတဲ့ချိန်မှာတော့ စကိုင်းတိုင်းကိုဘိုးပြီးပြီးလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမြင်လင်ကြောင့်နေပြည်တော်ပေါင်းလုံးဆယ်ထိခိုက်မှုရှိခဲ့ကြောင်းတဲ့တာတမန်နေရန်တွေမြေသားနေရန်ကြီးတွေကွဲအချင်းများထိခိုက်ပျက်စီးမှုများရှိကြောင်း ိရှိရပါတယ်။ပေါင်းလုံးဆယ်မှာရေများဖောက်ချသည်ဆိုသောသတင်းများထွက်ပေါ်နေတော့လဲလက်ရှိချိန်မှာတော့အတိမပြုနိုင်သေးဘူးလို့ဆိုပါတယ်။ပေါင်းလုံးဆယ်ရစစ်တောင်းမြေတစ်လျှောက်မှာရှိပြီးနေပြီးတော့ပြင်မနာရေနီရေတာရှိတောင်ငူနဲ့ပဲခူးမှမြို့များနေဖြင့်လဲထိခိုက်မှုရှိထားသောပေါင်းလုံးဆယ်ခြေနေကြောင့်ရေဘေးအခြေအနေကိုအတိထမ်းရန်လိုအပ်ကြောင်းကိုလဲသက်ဆိုင်ရာဆယ်မြောင်းသတင်းမီဒီယာကအကြံပြုတိုက်တွန်းထားတာဖြစ်ရှိရတဲ့အတွက်အဲ့ဒီဒေသကြီးမှာနေထိုင်တဲ့ပြည်သူတွေအနေနဲ့အထူးသတိဝတ္ထုနဲ့နေထိုင်ဖို့ဒီနေရာကထပ်မံနှိုးဆော်လိုက်ပါတယ်။နောက်ထပ်သတင်းတော့မှာတော့ပဲခူးတိုင်းတောင်ငူမြို့မှာစစ်ဘေးရှောင်များနေထိုင်တဲ့ ဝေလူဝန်ကြောင်းတိုက်ပြူကြတဲ့အချိန်မှာတော့ကလေးငယ်များပါဝင်ပြည်သူ9ဦးတေဆုံးကြောင်းတရှိချိန်မှာတွေ့ရှိထားတဲ့အနေအထားအရသိရှိရပါတယ်။အဲ့ဒီချက်ပို့ပြီးတော့လည်းများပြားတဲ့အနေအထားတွေရှိလာမယ်လို့လည်းအောင်ဝင်ရှိသူတွေကပြောထားတာတွေ့ရှိရပါတယ်။စီပီချောင်းမြတ်နေထိုင်တဲ့ဝေလူဝန်ကြောင်းတိုက်လည်းပြူကြခဲ့ပြီးကလေးငယ်များပါဝင်ပြည်သူ9ဦးတဲ့မင်းလက်ရှိမှာတော့သူတို့ရဲ့ခန္ဓာကိုယ်တွေကိုရပ်ထားတယ်လို့ဆိုထားပါတယ်။တောင်ကိုဝေလူဝန်ကြောင်းပြူကြမှုရောက်စီပီချောင်းကလေးချိုးလည်းပိတ်မိနေပါတယ်။အရေးပေါ်ကဲဆယ်နေပါတယ်။လက်ရှိမှာတော့9ဦးတို့တော့အောင်းတွေကိုရပ်ထားတယ်လို့အတည်ပြုထားပါတယ်။ ီနေ့မှဖြစ်ပေါ်ခဲ့တဲ့ငလီနန်နဲ့ပဲဘောမကျော်စိုးဦးလေးကောင်းနေသူ့ရဲ့အိမ်လည်းပါသွားတယ်လို့သူ့ရဲ့ကွန်ပျူတာလည်းပါသွားလို့လောင်းနေပါပြီဗျာဒီလိုမျိုးမြန်မာနိုင်ငံကိုအုပ်ချုပ်မင်းလုံနေတဲ့သူတွေရဲ့မကောင်းမှုတွေပြုမှုပြောဆိုမှုတွေကြောင့်အခုမြန်မာနိုင်ငံဟာပို့ပြီးတော့ဒုက္ခတွေကိုပြည်သူတွေခံစားနေရဖြစ်ပါတယ်အဲ့ဒီဒုက္ခတွေနဲ့အတူဘောမတွေလည်းအတူတူခံစားလာတဲ့နေထားတစ်ခုပါပဲမင်္ဂလာပါဗျာကိုလက်ရှိတန်းဒီမြန်မာငလီဆောင်းသွားတာဒါအိမ်ရဖျားနေဟာဗျာဟောဒီမှာဒါအိမ်ရဖျားနေ အကုန်လုံးပြက်စီးသွားပြီဒါတော့ကျွန်တော်တို့ဒါဒီဘက်ကပြီးလို့ပြီးလို့လည်းပြက်စီးသွားပြီဒီမှာကျွန်တော်တို့ဒါ TV ဖေရ TV TV ဆိုတော့မှဆောက်ထိုးပဲဘာမှမပြက်တော့ဘူးပြီးမှရင်ကျွန်တော်ဒီဘက်မှာဒါဗီဒီယိုတော့နေတဲ့အတိုင်းပဲဒါကျွန်တော်တို့အထဲကိုပြန်ဝင်မယ်ဒါဒီမှာအကုန်အကုန်ပြက်စီးသွားဒီမှာဒါရေရေချိုးကားဆိုလည်းအကုန်လုံးလားဘာမှမချန်တော့အကုန်အကုန်တို့ကြာဒီမှာဒီမှာမြို့ကြောင်ပြတာဒီမှာမြို့လား မျိုးမျိုးရောမျိုးရောဆိုတဲ့ဘာလဲအကုန်ပြက်စီးသွားပြီသူအမားကြံတော့ပါတော်ပြစ်တော့မမေအကုန်ပြက်စီးသွားဟာထတ်တော့ပြီထတ်ထတ်လို့နေသေးဆိုးတာဗျာကျွန်တော်ကျွန်တော်ကဘာဂျုံကဂျုံကကွန်ပျူတာတွေပါအကုန်အကုန်ကျိုးကြည့်ပုံဗျာအဲ့တော့ပြက်စီးဆုံးဆုံးများတော့ကျွန်တော်တို့ကတော့ကွန်ပျူတာတွေအကုန်ပြက်စီးသွားပြီ 公家表扬我们那个。<laughs> <laughs> ဘယ်နားပြူတာဟုတ်။အော်ကျွန်တော်ဂုံးလေးဟိုတည်း6000 3000ထောင်သားလေးဟာဟိုဟာတရွေကြောင်းလိုက်ကအကုန်ပြူ။ဒါမန္တလေးမှာဒါပထမဆုံးလို့ပြောလို့ရတယ်။ဒါပထမဆုံးပဲလေ။ကိုတို့တက်တန်းမှာတော့ဒါပထမဆုံးပဲ။ဒီတကလှုပ်တုံးကအဲ့လိုမဟုတ်ဘူး။ဒီတကလှုပ်တုံးကဆိုတော့ဒါဘုံပဲပကတ်လွဲသလိုလှုပ်တာ။ဒီတကကြီးကဒါမျိုးကန်ဆော့ပြီးလှုပ်တာဆိုတော့တော်တော်ဟိုဒုက္ခရောက်တယ်။အခုပတ်ဝန်းကျင်မှာဘာတွေတွေ့ခဲ့လဲကို။အခုလည်းဟိုဟာနာကူညီတာပါ။စိတ်ကြောင်းကောင်မလေးတောက်ကသူ့ကိုကူညီပေးပါဆိုလို့ဆိုင်ငံနဲ့ဟိုဟာလိုက်လာပေးတာ။ ။ဒါမဲ့ဒီဘက်မှာပိုက်ကြည့်တော့အကုန်လုံးပြူတာကိုတို့မြင်တဲ့အတိုင်းပဲဟိုမှာလေ။ဟို60နှစ်မှာလေအကုန်လုံးဟိုတော့ရောက်ဟို35မှာလေဟိုတော့ရောက်ပြူ။အကုန်ပြူ။ဟုတ်ကဲ့ပါဟုတ်။ဒီလိုတရားရေးပဲရရပြေလား။ကြားတာဗောအများကြီးပဲ။အဲတချို့မကန်နိုင်တဲ့ဟာတွေတော့တော်တော်များများရှိတယ်။မကန်နိုင်တဲ့ဟာတွေ အမဘုတုမာသေးပါရှင်ဒီနေ့နောက်25ခုနဲ့မက်ချ်လာ26ရက်နေ့ဖြစ်ပါတယ်နေပြည်တော်ကိုသိမ့်မယ်ဆိုတဲ့အဖွဲ့တွေတနင်္ဂနွေလုံးမှာသူတို့ဘက်ကနိုင်ပြီးတော့ချက်တက်ကတက်ပြက်နေပြီဆိုတဲ့အဖွဲ့တွေနော်မန္တလေးကိုဒီနေ့သိမ့်မယ်မနေ့ပြန်သိမ့်မယ်ရွှေပြည်သူစစ်စင်ရေးနဲ့သိမ့်မယ်အနန္တရောင်စစ်စင်ရေးနဲ့သိမ့်ဟွန်းနေတို့ဘက်ဆက်ကနေပြီးတော့မန္တလေးတွေနေပြည်တော်တွေကိုသိမ့်မယ်သိမ့်မယ်လို့ပြောနေတာတွေကိုလောင်ပြောင်ကဲ့လို့ဟုဆိုရင်တော့ကဘာပထဝီမြေကြီးရတော့နေတို့မန္တလေးတွေနဲ့နေပြည်တော်ကြီးကိုသိမ့်ပြနေပြီနော်နေတို့ကောင်းလေးဟုဆိုရင်ဝထဲမှာပုံနေပြီမလဲတုတ်လိုက်တုတ်လိုက်ကိုတကယ်ကိုပဲကြွနေတာကိုတွေ့နေရပါတယ်ဒါဒီနေ့ဆိုရင်တော့တော်များ ဒေဗီတော်ကအရာရှိပိုင်းကြီးကောင်းဆောင်တွေလည်းတော်တော်များကြားသွားတယ်ဆိုတာကိုသိရှိနေရပါတယ်။မယ်ရှမ်းမန်းစစ်စင်ရင်းနဲ့တိုင်းမယ်ဆိုတဲ့အဖွဲ့တွေမနေ့ကနှစ်ရှစ်ဆယ်ပြည့်တက်မယ်လို့ဒီအခမ်းအနားကိုသူတို့လာပြီးတိုက်ချာတွေ့မှကြသေးလား။အဲနှစ်ရှစ်ဆယ်ပြည့်အခမ်းအနားမှာသူတို့ပထွေးမင်းအောင်လိုင်းကနေပြီးတော့အလွဲတွေကြီးပြထိုင်ပြောတဲ့အတွက်အခုလိုမျိုးမြန်မာနိုင်ငံကြီးကဒုက္ခပေါင်းမျိုးစုံကိုခံစားနေရတာပါ။နောက်ဆုံးကောင်တဲ့ PDF တွေတနင်္ဂနွေလုံးမှာသူတို့နိုင်နေပြီးတော့စစ်တပ်မှာကစစ်သားတော်တိုက်စီရစစ်သားမရှိတော့ဘူးဆိုတဲ့အဖွဲ့တွေ မြောက်ရီကအဓိကမဟုတ်ပါဘူးနေပြီးတော့ကိုတိမ်မူကအဓိကပါဆိုတဲ့ KNU ကစော်တော်နီတို့အဖွဲ့တွေမိစာနီကိုဖာပုံဒရုန်းဆိုပြီးမင်းကိုနိုင်တို့မြောက်ပြီးခဲ့တဲ့အဖွဲ့တွေဖရယ်ဝေးဒရုန်းတက်ခွဲ့နဲ့မြန်မာတပ်မတော်ကြီးကိုစစ်ကောင်စီကိုသူတို့ကအမြင့်ပြည့်ချေမုန်းတော့မယ်တော်လန်ကြီးကအပြီးနိုင်နေပြီးငါတို့နိုင်ကိုနိုင်နေပြီဆိုတဲ့အဖွဲ့တွေနေပြီးတော့မှတက်မတော်လေးအခမ်းနာကိုနော်ကျွန်တော်တို့တက်မတော်ခေါင်းဆောင်လေးခေဆက်တဲ့နိုင်ငံတော်ကိုထမ်းဆောင်ခဲ့တဲ့ခေါင်းဆောင်လေးတက်ရောက်တဲ့အခမ်းနာကိုအနားတော်ကတ်ခွင့်ရရဲ့လားလို့ကျွန်တော်မေးချင်တယ် နော်စီးရီးပြခန်းနာကနေပြီးတော့မှလောက်တာကိုတို့နေပြီးတော့ဟိုအနားတော့ကလုတ်မရဘူးတို့တို့ဝါတိုင်းတနေတာမှားနေတယ်စစ်တပ်မှာကစစ်အင်အားတွေရောလက်နက်အင်အားတွေအပြည့်အဝရှိနေတယ်ဆိုတာကိုဖုံးကွယ်ခြင်းတဲ့အတွက်လူထုကိုအာယုံလွှဲရအောင်တို့ဘာသွားလုပ်လဲမန္တလေးမြို့လေကောင်မှာလုံချုံရေးဘဏ်ကလေးတွေရှိရရက်ွက်တွေထဲမှာလုံချုံရေးဘဏ်ကကိုလက်ပြပုံးနဲ့ပြက်ပေါက်တယ်ဟာတို့ကစစ်တပ်ကတပ်မတော်တွေခန်းနာကျင်းပါနေတဲ့အချိန်မှာနေပြီးတော့မှာတဲ့စစ်တပ်ကတပ်မတော်တွေခန်းနာကျင်းပါနေတဲ့အချိန်မှာတဲ့ကျွန်တော်တို့ PDF တွေတော်လိုင်းတစ်ခွက်တွေကမန္တလေးမြို့ပေါ်မှာရှိတဲ့လုံချုံရေးဘဏ်ကကိုလက်ပြပုံးနဲ့ပြက်ပေါက်နိုင်ခဲ့ပါတယ် တို့ဒီလိုဝါရမ်းမိုက်တိုက်ပြီးတော့အာယုံလွှဲကြတယ်။ရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာ PDF တွေကဆစ်ဆဲနေပါတယ်။အမှန်တကယ်တော့တို့ရန်ကုန်ကိုလည်းမသိမ့်နိုင်မန္တလေးကိုလည်းမသိမ့်နိုင်နေပြီးတော့လည်းအနာကိုမကတ်နိုင်အခု2025ရောက်တဲ့အထိတို့ဘဝဟာခြုံကိုပြီးတော့ချောင်းပစ်ပြီးတော့ပြစ်ပြီးကြောက်ကြအဆင့်ကနေမပိုတာကိုဖုံးကွယ်ခြင်းနဲ့အတွက်မသိရင်ဒီရန်ကုန်မန္တလေးမြန်လမ်းကြီးကိုပဲတို့ထိန်းချုပ်ထားတဲ့ပုံစံမျိုးဖြစ်အောင်နဲ့လူတုကိုအမြင်မှအောင်မျှော်လင့်ချက်အမှားတွေပေးနေကြတယ်။ဒီမှလည်းပဲပြည်ပြည်ဝရမ်းပြည် online အချောင်း အနူကြီးဒုက္ခတဲ့အခွဲကနိုင်ငံတကာမှာဒုက္ခတဲ့ပြည်ခံရတဲ့ဒုက္ခတဲ့အခွဲကစားထုတ်တယ်။မကြာမီကာလမှာပြည်သူတွေအားလုံးအောင်ပွဲဆင်နိုင်တော့မည်ဖြစ်ပါတော့။เนาะမကြာမီကာလမှာပြည်သူတွေအားလုံးအောင်ပွဲဆင်နိုင်တော့မယ်ဖြစ်ပါတယ်။ဆိုတော့အဲ့ဒီမကြာမီကာလဆိုတာနောက်10နှစ်ကိုပြောတာလား။အခု6နှစ်နောက်10နှစ်ပေါင်း14နှစ်မျိုးဆက်အဲမဘူတူကိုမိသွားတဲ့အခါကြာရင်တော့အဲစကားတွေကိုပြန်ပြောခိုင်းပြီးတော့တဏီလုံးထင်းမကြည့်ပဲနဲ့ပြောခိုင်းတာမှာဗျာ။အဲ့တခုအနာကက်ပျောက်စီးပြီးတော့အနာကက်တွေပျောက်သွားတဲ့အကားလောက်ကိုပြောရတာလား။ ဗြဟ္မပြောတာကဒေါ်လာရင်းကို2020နဲ့နှစ်မှာပဲအပြီးတိုက်မယ်နှစ်နှစ်နဲ့အပြီးတိုက်မယ်2023ကိုအကူမခံဘူး2023မတိုင်ခင်မြန်မာတနိုင်ငံလုံးမှာစစ်အာဏာရှင်စနစ်ကိုတော်လှန်ပြီးတနိုင်ငံလုံးကိုသူတို့သိမ်းမယ်လို့သူတို့ပြောတယ်အခု2025ရောက်တဲ့ခါကျတော့မကြမီကာလမှာပြည်သူတွေအားလုံးတနိုင်ငံလုံးမှာအောင်ပွဲဆင်နိုင်တော့မယ်ဆိုတော့အဲ့ဒီမကြမီကာလဆိုတာနောက်ဆယ်နှစ်ကိုပြောတာလားနော်မြမတပီလုံးမီးလောင်ပြကြပြီပြည်သူတွေအကုန်လုံးကိုစစ်ရဲထမ်းကြောင် ဒုက္ခတဲ့ဘဝမြန်မာနိုင်ငံဟာနလန်မထုံနိုင်တော့တဲ့နိုင်ငံမြန်မာနိုင်ငံအကြရှုံးနိုင်ငံဖြစ်တော့မယ့်အခြေအနေကိုပြောတာလားလို့ကျွန်မမေးချင်တယ်အဲမြန်မာနိုင်ငံကြာရှုံးနိုင်ငံမဖြစ်စီချင်ဘူးဆိုရင်တော့နေရပါမယောင်လိုက်အောက်ကိုဆင်းခိုင်းလိုက်ပြီးတော့ပြည်သူတင်မြောက်ထားတဲ့အစိုးရနဲ့မရာကြီးနဲ့မေဆုတို့ကိုပြန်ထုတ်လိုက်မယ်ဆိုရင်အားလုံးပေါ်ပြန်ရောက်ပါလိမ့်မယ်။နေပါတာစောက်ချုံနေမယ်ဆိုရင်မြန်မာနိုင်ငံအခုဆိုရင်စစ်ဘေးဒဏ်တော်မဟုတ်ဘဲနဲ့ငလင်းနံဘောခံစားနေရပြီးနေပါလက်ထက်ကျမှကိုရိုနာဒုတိယလှိုင်းရာစတင်ပြီးတော့ရေဘေးအဆောက်အုံလုံးခံစားနေရမြန်မာပြည်သူတွေဖြစ်တယ်။ဒါကြောင့် မပီသွေးအနေနဲ့ဒီလိုဘဝတွေကလွမြောက်ဖို့ဆိုရင်တော့ဒီလိုအစိုးရဆိုပြီးတော့တက်လုံနေတဲ့စစ်ကွေးတိုင်းနဲ့စစ်ကွေးတောက်တိုင်းဒီကုံလုံးဖယ်ရှားပြမှာရမယ်။ဆိုတော့တစ်ဆက်တယ်ပါပဲ။တော်လန်ရဲ့မိခံပြီးတော့အာနာရှင်ဝါဒကျင်းတုံးနေကြပြီးတော့တော်လန်ရဲ့မိခံပြီးတော့စစ်အာနာရှင်ကိုတိုက်ထုတ်ပါတယ်ဆိုပြီးအာနာရှင်တက်ဆိုးနေတဲ့ PDF တွေအဲ့ဒါပါလဲဆိုတော့အကြောင်းစင်ခရိုင်တရင်တုံးဆိုတဲ့ PDF ဖွဲ့မှာစီရီယယ်တူနာပြီးကိုရင်းမောင်းအောင်ဆိုတဲ့အမျိုးသမီးကိုသူတို့ PDF ဖွဲ့ကနေပြီးတော့ဒီအမျိုးသမီးကကျွန်တော်အဲတော်လန်ရဲ့ကိုတော့ ကဲတော်လိုင်းကြီးဘက်ကကိစ္စရည်လည်းမပူတူပါတာပဲသူအနေနဲ့တော်လိုင်းကြီးဘက်တွေကိုအများကြီးကြည့်ရှုနေတဲ့ပုံကတော့ထေချပါတယ်ဟိုကျွန်တော်ကျွန်မဆက်ပြီးလုပ်ပါမယ်လောလောဆယ် DPDF ဖွဲ့ကနှုတ်ထွက်ပါတယ်ဆိုပြီးနှုတ်ထွက်စာတင်လို့အဲ့ဒီမိမကို CDN သူနာပြုဆရာမကိုကြောက်ဆက်ခရင်တိုက်ရင်တုံတိုက်ရင်မှုကလူမြင်ကွင်းမှာကြိမ်တန်ရိုက်ပြစ်ပေးနှိပ်ဆက်ပြီးတော့ယောက်ျားတွေနဲ့တခန်းနဲ့ထားပြီးတော့အချုပ်ချတယ်အဲမသိရင်မပူတူကသူကိုယ်တိုင်ပဲ PDF လုတ်ပြီးတော့သွားပြီးတော့ထဲမှာ PDF လုတ်နေတဲ့ပုံစံနဲ့ပဲသူပဲတွေ့တဲ့ပုံစံနဲ့ပြောနေတာပါ ဒါကတော့တစ်ဖက်ကနေပြီးတော်လိုင်းဘက်တွေကတင်းတဲ့အနေဓာတ်တစ်ခုကိုတို့တွေပြန်ပြီးတော့ငင်ပြီးတော့ဖီအားပေးပြောဆိုနေတာဖြစ်ပါတယ်။အချုပ်စခန်းမှာယောက်ျားတွေနဲ့တခန်းနဲ့ထားပြီးတော့၃ရက်နဲ့၃ညတိတိထားခဲ့တယ်ဒီမျိုးသမီးကို။အဲမတ်ပူတူကတော့အချုပ်ခန်းထဲမှာယောက်ျားတွေနဲ့ထားခဲ့ကြအောင်ပြောနေပါဘူးလို့ဆိုတော့ तू စံပြသေးမှနေခဲ့ရသုံးကအဲ့ဒီပြန်တတိယနေပြီးတော့ तू နေချင်းသူ့ကိုမထားလို့ဖြစ်မှာပါ။အဲ့သူ့မိတဲ့ခါကျရင်တော့ထားလိုက်ပါအောင်ဗျာ။ရှေ့မှာလည်းပဲကန့်ဘလူးမှာဆိုရှိခဲ့နော်။ဆယ်တန်းအကြောင်းသူမာလီကျွန်တော်ကျွန်တော်နိုင်ငံကိုချက်တဲ့လူတွေရှင်နေမှာအမလို့အမရဖြစ်တာကဘာကြောင့်နောက်ချိုး ဒီကွက်ခိုင်တလောင်တွေကိုကိုးကန်တွေကို KIA ကိုအခုလိုမျိုးဖိဖိစစ်စစ်ဒီချက်ပေါ်ပြီးထိထိရောက်ရောက်ဒီချက်ပေါ်ပြီးတော့လူဝင်ရလက်နေရပြပြဆုံဆုံနဲ့ထိုးစစ်မစင်တာလဲဆိုတဲ့အားမလို့ထိုးစစ်မစင်တာမဟုတ်မစင်နိုင်တော့လားလို့အားမရတန်းနေရှိတယ်တကယ်လို့ လက်ရှိစစ်ရေးဆိုတာနိုင်ငံရေးကနေတစင်ပေါက်ွားလာတယ်ပြိပခါဖြစ်တယ်။ဒါကြောင့်မို့လို့အခုဖြစ်နေတဲ့ပြိပခါတွေရဲ့အဆုံးသက်တွေလည်းအဆုံးသက်တွေလည်းပဲနိုင်ငံရေးလမ်းကြောင်းကိုပြန်သွားရမယ်။ဒါကြောင့်မို့လို့ကျမတို့ကြိုက်တီဖြစ်စေမကြိုက်တီဖြစ်စေအီးရီကိုအီးရီကိုအမိခံထားတဲ့အတွက်တိုင်းရင်းသားအမိခံထားတဲ့အတွက်စီရရဲ့အဆုံးတစ်ဖက်နိုင်ငံရေးနည်းလမ်းနဲ့တနည်းနည်းတစ်ချင်ချင်မှကျွန်တော်တို့တွေ့ဆုံဆွေးနွေးရလိမ့်မယ်။တိုင်းရင်းသားအမိခံထားတဲ့အေအိုတွေနဲ့တွေ့ဆုံဆွေးနွေးနိုင်စရာအကြောင်းရှိပေမဲ့ဟိုမရောက်ဒီမရောက်ငမရောက်မချောက် PDF အမိခံအနုကြီးအမိခံရပ်ဘက်သမားတွေကတော့မြောက်တက်ကိုင်းလွတ်မဲ့အဖြစ်မျိုးကြောင်ရမှာဖြစ်တယ်။ဒါကြောင့်မလို့သူတို့ကိုယ်တိုင်ကသွေးကြွေးမှာဆွေးနွေးစရာမရှိလို့ကြွေးကြော်ခဲ့တာဖြစ်တဲ့အတွက်ကျမတို့ကလည်းသွေးနွေးစရာမလိုတဲ့အတွက်နော်ဒီအေးကိုအေးအကိုအမိခံတိုင်းရင်သားလက်နက်ကိုင်အခွဲတွေအနေနဲ့ကကျမတို့ငြိမ်းချမ်းရေးကျမတို့ဖက်ဒရယ်ဒီမိုကရေစီအလုံးပဲဒီလိုလေးမှတွေ့ကြရတော့မပူတူတရားအနေနဲ့မြန်မာနိုင်ငံမှာလက်ရှိချိန်မှာကြုံတွေ့နေရတဲ့ပြည်သူတွေကြုံတွေ့နေရတဲ့ငလင်ဂျန်တွေကိုပြေးပြေးထားပြီးဘုံကျဲမှုတွေတိုက်ခိုက်မှုတွေကိုဆက်လက်ပြီးတော့မင်းရောင်းနိုင်နေလှုပ်ဆောင်မှုလူကြောင်းနဲ့ ပို့ပြီးတော့ကြီးကြီးရောက်ရောက်ဒုတ်တင်ကြောင်းနဲ့အားမလို့အားမရဖြစ်မြေဆိုတဲ့အကြောင်းပြောသွားလိဖြစ်ပါတယ်။ဒါကတော့ဘောမာတွေဆိုတာကတော့ပြည်သူတွေဘလောက်ပဲဘုံဘုံတွေကြဲခမ်းနေပြည်သူတွေဘလောက်ပဲဒုက္ခတွေရောက်ရောက်လုံးဝကိုဂယုမဆိုင်ဖဲနဲ့သူတို့လိုချင်တဲ့သူတို့ရောက်ချင်တဲ့သူတို့နေရာတစ်ခုရဖို့အတွက်ဒါမျိုးလုပ်နေဆိုဖြစ်တဲ့အတွက်ခေါင်းဆောင်ခွေးမင်းအောင်နဲ့အတူသူတို့ရှင်းပြရမှာဖြစ်ပါတယ်။အဲဒီမတ်လကျွန်တော်ကဒီစတာချင်းဒီဘယ်လိုပြောမလဲလူတွေတောင်း2021မှာအာနာသိမ်းပြီးတော့အဲဖေဖော်ဝါရီတက်မှာအာနာသိမ်းပြီးတော့ အာဘယ်လိုပြောမလဲကျွန်တော်လူတစ်ရက်လုံးဟိုအုံးကျွတ်ဆန္ဒပြနေချိန်မှာကျွန်တော်ကမပါမပါဘူးဆိုအဲ့မှာအကြောင်းမျိုးရဖြစ်ချင်တော့တိုက်တိုက်ဆန်ဆန်ပဲကိုအဲ့ချိန်မှာအလုပ်သွားလုပ်တဲ့ချိန်ကအဲဒီဂျီတက်ကဘုံမှုတယောက်ရဲ့အိမ်ကိုကလည်းအဲ့ချိန်မှာတိုက်တိုက်ဆန်ဆန်ပြန်လာဟုတ်တယ်ဟိုမဖြစ်ဘူးကိုကလည်းအဲ့နဲ့မက်ချ်လာလောက်ကြာတော့လာကုန်တော့လာတာရပြီဆိုတော့ကဲအကြောင်းအကြောင်းတစ်ခုပြပြီးတော့အဲ့ဒီထဲကိုကိုလိုက်ပြီးဆန်နှပြမှာပေါ့လေဒါပေမဲ့ကိုဆန်နှပြလို့ဘယ်တော့မှမကြပါဘူး အကုန်လုံးဖြိုခွင်းတော့ကိုယ်မှလည်းဆန္ဒကောင်းကောင်းမပြအောင်အဲ့လိုနဲ့ဒီဘေးပြရသမ်းမှာဒီကျွန်တော်တို့ဒီအဲဒီသူအဲအကုန်လုံးကသူကဖြိုခွင်းနေပြီကိုရန်ကုန်မှာသူ့တို့ဒီအုံကျွတ်ပြရတဲ့ပိတ်တယ်မရှိတော့အဲ့အချိန်မှာအဲ့မှာကျွန်တော်တို့အဲ့မှာခြေစမ်းပြီးတဲ့အဖွဲ့စည်းရနေပြီးတော့အကဲငါတို့ဟိုဒီရှမ်းပြည်ဘက်ကိုသွားပြီးတော့ဒီလက်နဲ့ရမယ်လမ်းကြောင်းပါညာအစားရှိတဲ့ဟာတို့သွားကြည့်ကြမယ်ပေါ့အဲ့နဲ့ကျွန်တော်တို့အဖွဲ့ရမှာမင်းကလေးလည်းပါတယ်မင်းကလေးကမင်းကလေးအတုံးကတော့ဖြစ်ပြီးတော့ဒလေးတုံးကတော့အဲ့မှာဒီလမ်းကြောင်းခီးစင်နေပေါ့အဲ့ဘယ်ခိတ်မှာဘာတွေစစ်တယ် အဲဘယ်ဘက်ဘယ်ဘက်မှာဘာလေးရှိတယ်ဘယ်မှာဆိုလို့ရှိရင်ဘလောက်ထိစစ်တယ်ဟလာဟိုဂိတ်ဘလောက်ရှိတယ်အဂိတ်တွေကဘလို့အလုပ်လုပ်တယ်အစားရှိတဲ့ပြင်အဲ့ဒီဟာကြီးကျွန်တော်ဇနီးနာကြမှာဆိုတော့တွားရောအဲတွားပြီးကျွန်တော်တောင်ကြီးရောက်တာပေါ့လေတောင်ကြီးရောက်ပြီးတော့တညပဲအဲ့ရသေးတယ်ထပ်ပြီးတော့ကျွန်တော်တို့ဒီဟိုအဲ့ဒီတုန်းကအဖွဲစည်းပေါ့အဲကျွန်တော်တို့ဒီဖွဲ့ချင်းနေကင်မင်းတို့စစ်တမ်းတက်ကမယ်အဲ့မှာဘယ်နေရာဘယ်နေရာကိုတွားပါပေါ့အဲ့တော့ကျွန်တော်ယူရတာ၃ယောက်အဲ၃ယောက်တွားကြတယ်တယောက်ကတော့အဲ့မှာအခုလောတယ်ဟိုထားပါတော့တယောက်ကတော့ထဲရောက်သွားတယ်ပေါ့နော်ဒါပေမဲ့အဲ့တော့၃ယောက်တွားကြတွားကြပြီးတော့ကျွန်တော်တို့ဒီ ဒီဒီကြောင့်မြို့မြန်ကွင်းပေါ့ဝေယံမြို့မြန်ကွင်းသွားကြရမှာခွဲခွဲပြီးတော့ခွဲခွဲပြီးသွားကြရပါလေစွန်းနာကနေလို့ခွဲခွဲသွားကြပြီးအဲ့မှာကျွန်တော်တို့လာခေါ်နေရဲ့ကားရှိတယ်ကားရှိတော့အဲ့ဒီပေါ်တက်တက်ပြီးတော့တခါအဲ့ဒါအဲ့ဒါဘယ်နေရာဖြစ်မလဲဆိုတော့အရင်တော့အဲ့ချိန်တော့တော့သူကဒီကျွန်တော်တို့ဒီ NCA မပြတ်သေးတဲ့ဟော PNL PNL ဘော PNL PNL ရဲ့ဌာနချုပ်မှာတော့တက်မှာဖြစ်နေဒါပေမဲ့ကျွန်တော်အဲ့ဒါမသိဘူးဒါမသိဘူးမသိတော့အဲ့မှာအာတောင်ကြီးရဲ့တခါအဲ့မှာစီဆိုင်စီတန်းနေပြီးတော့သူအဲ့ဌာနချုပ်ကိုဟိုမနေ့ကျွန်တော်တို့ရှင်းလိုက်လောက်ကနေပြီးတော့စကားစာစီလိုက်တာအဲ့ဌာနချုပ်နေရာကိုညနေ6နာရီလောက်မှာရောက်တယ်။မောင်မောင်ရောက်တာပေါ့ အဲအစ်ကို9နိုင်ခွင့်ကျွန်တော် ရောက်တယ်ရောက်ပြီးတော့အိမ်မှာကျွန်တော်တို့ဟိုရောက်ပြီပေါ့ရောက်တော့ဒီတို့ကကျွန်တော်လည်းစစ်တမ်းတက်ရမယ်ဆိုတာဘယ်လိုပြောမလဲတချို့ကျတော့အိမ်မှာအကုန်လုံးပြင်ဆင်ထားပြီးသားရှိရလေကျွန်တော်ကျတော့ဒီရှောင်းနှခင်ဝင်ရတာဆိုတော့ဖက်နယ်တွေပါဆိုလို့ရှိရင်အိမ်မှာလမ်းမှာကြုံတဲ့ဆီမှာဝင်ခွဲတိလားဘာမှပြင်ဆင်ထားခြင်းမရှိဘူးဒါပေမဲ့အိမ်မှာကျွန်တော်တို့အဲဒီဘယ်လိုပြောမလဲစိုက်ခေါင်လားဗလားကျွန်တော်နေရာမမှန်မိတော့အိမ်မှာအချားဖွဲတွေ ရှိတယ်ကျွန်တော်တို့နဲ့အတူတူတွားတက်ကြမယ်သူတွေပေါ့ဒါပေမဲ့ကျွန်တော်တို့ဖွဲ့ကတော့အဲ့ဒီမှာကျွန်တော်တို့၃ယောက်ပဲဒါပေမဲ့ရန်ကုန်ကအခြားဖွဲ့တွေရှိဥမရန်ကင်းကအဖွဲ့တွေရှိမှန်းဥမန်လေးကလာကြတဲ့လူတွေရှိတယ်ပြီးတော့နိုင်ငံရေးအာဒီနိုင်ငံဟောင်းတွေရှိတယ်ဆိုတော့အားလုံးပေါင်းဆိုကျွန်တော်တို့အဲ့တုန်းကဒီအခြေခံစစ်ပညာသင်တန်းတက်တဲ့အဲ့တုန်းကအားလုံးပေါင်းက30ကျော်ဝင်ကျင်တော့ရှိတာတို့တော့ဟိုတဏီရတဲ့လာကြတဲ့သူတွေမဟုတ်ဘူးအုံဆုံးပဲအုံဆုံးပဲလာကြတာအုံဆုံးပဲလာကြဘူးအဲ့မှာကျွန်တော်ဟာကျွန်တော်တို့ခီးသွန်းဟန်လေးရောက်လာတာဆိုတော့ကိုရီးယားယူပေါ့ဒီမှာအဲ့ချိန်မှာကျွန်တော်တို့ဒီခုနပြည့်မြို့နံပါတ်မမှတ်မိတော့ဘူးအဲ့မှာသူတို့ခြံရှိတယ်ဟာခြံရှိတဲ့ချိန်မှာ ဟာကြည့်လိုက်တော့အဲ့မှာအဖွဲစည်းပေါ့ဒီဒီဟိုဒီအဲ့ချင်တော့ကိုပဲဖော်စီမနာမတူဘူးတော်တော်အဲဒီမှာဒီတနက်ဒီပိုင်းမြင်ရတော့ပထမဆုံးချိန်ဟာတနက်ဒီပိုင်းအဓိကမြင်ဘူးတဲ့အချိန်ပေါ့အဲဒါဆိုဟာအဲ့မှာဒီကောင်တွေကဟိုရည်စရာရည်စရာပေါ့လေအဲ့မှာသူတို့အဖွဲတွေကအကုန်လုံးသူကအင်ဂျီအာမီအာမီအမဲတွေနဲ့ဘောင်းပြီဆိုလို့ရှိရင်လေပုံစံဒီပုံစံတူတွေပေါ့တိလားအဲ့တော့ဝိဆုံနေပေါ့ဟိုအတူညီဝိဆုံတဘောမျိုးတွေပေါ့ကြာကျွန်တော်တို့တော့တုံးရောက်ကတော့ကြောက်တော့ပေါ့လေဒီအစီအစဉ်မရှိပဲရောက်လာခဲ့တော့ကိုကအဲ့ဒါကြည့်တော့ဟာနောက်တားပြူချောချောတန်တန်နေပေါ့သူတို့ကလည်းအဲ့မှာအဲ့တနက်ကြီးကြီးဂိုင်နာပေါ့လေ ကိုင်းနောက်ဆိုကိုယ်ချင်းနဲ့ထိတ်ချင်တာအာဒါဒီဘက်ကဒီအဖွဲ့ကြီးတွေရဲ့ဒါသားရီလားမသိဘူးဒီတိုင်းနေရတဲ့တက်တူတွေအပြည့်အစ်မှာဘာညာသူစစ်တနာလားကိုကစစ်တနာလားတက်မကောင်လို့မထင်ဘူးဟိုဒီတိုင်းကလာနေထားရတဲ့မှာရန်ကုန်သားရဲ့ဆိုအရင်ကောင်နေလို့ပဲအဲ့လိုမျိုးဆိုစရိုင်းနာဆိုအာကိုအန်နဲ့ဟာကိုနေနေတော့ရှိန်ဝါးပေါ်တင်မှာအော်ရှိန်ဝါးမျိုးဒီကောင်တွေဟာဒီအဖွဲ့ကြီးတွေရဲ့ပတ်သက်နေတဲ့ဒီသားရီအဲ့လိုမျိုးပေါ်မြေးတွေတူတွေပဲဖြစ်မထင်နဲ့ဘာလို့ဒီကောင်တွေတနက်တွေကင်လာတာဟုတ်အဲ့လိုနေတာပေါ့ နေပြီးတော့အဲ့မှာသူကကျွန်တော်တို့ကဒီအယောက်30လောက်ဆိုရိတ်ခါကြီးပဲဝဲရတာပေါ့လေအဲ့မှာအဲ့နောက်တူဒီစကန်တော့ကိုရိတ်ခါကြီးတင်နေတဲ့တွေ့ကျွန်တော်အဲ့မှာဒိုင်နာလိုကားကြီးမျိုးနဲ့အဲ့ယူထုတ်တွေထန်းတင်ကြအောင်ထန်းတင်ကြအောင်ကျွန်တော်တို့ကဝိုင်းတင်ပေါ့အဲ့ချိန်မှာဒီကောင်နဲ့အထုတ်တွေထန်းတင်ဟာအဲ့တော့ကိုကလည်းတော့တင်ဒီကောင်နေပါညာဒီထန်းတင်နေဆိုတော့တခုတော့တခုပဲခုနပြောလို့ငါထင်တယ်လို့ငါတို့ထင်တယ်လို့မဟုတ်တော့ဘူးဒီကောင်နေရတင်မှာဘယ်ဟုတ်မလဲဒီကောင်နေလဲ guys ပေါက်တီတာကျန်းတာလားမင်းတို့ကလည်းအခုမှလာပြီစစ်တန်တက်မဲ့ကောင်တယ်မင်းတို့ကဆိုင်ကတင်မှာဟာတတူကြီးနဲ့တနကြီးကိုလည်းရှောက်လွယ်ပြီးသွားတယ်မင်းတို့ကလည်းငါးခိုင်တာကိုအဲ့တော့မသိဘူး ကိုကတူတယ်နော်တော့ကိုအရင်နေထင်ကြီးတာပေါ့ကွာထင်ကြီးနေဟာထင်ကြီးပြီးတော့အဲ့မှာကဲဟုတ်ပြီအဲ့ဒီကျမနည်းနည်းဩဒီကောင်နေငါတို့နဲ့အတူတဖွဲပဲဆိုပြီးတော့အဲ့မှာရောက်30လောက်ကအကန့်မှာစုမိွာစုမိွာကျွန်တော်အတော်တွေကိုတွားကြတာပေါ့လေကားတော်တော်မောင်းရမ်းမောင်းပြီးတော့မှအဲ့အဲ့တော့ဒီပြင်းနေလို့ဌာနချုပ်နဲ့နည်းနည်းခလန်းလန်းမှာပေါ့ကျွန်တော်တောင်ပေါ်တကုန်းမှာဒီနေရာပေးတယ်ပေါ့အဲ့မှာကျွန်တော်အဲစေတနာရက်တူတက်တာပေါ့ဟုတ်စေတနာရက်တူတက်တော့ဟိုရည်စရာတွေပြောပြတာပေါ့အဲ့တော့အဲ့တော့ကျွန်တော်ရည်စရာလည်းပါခက်ခဲရလည်းပါတာပေါ့လေကျွန်တော်ရောက်တဲ့ချိန်မှာအဲ့မှာဟိုတောင်ကုန်းဆိုတော့ဒီတဲလီနှလုံးသုံးလုံးပဲရှိရယ်ဟုတ် အချို့တဲရဆိုလို့ရှိရင်ဒီဘယ်ဘယ်မှာတမိုးတုတ်ကာတယ်ဆိုတော့ဟိုညာဘက်ဆိုလို့ရှိရင်နည်းနည်းတိတ်မသိတာပေါ့ဟိုအဲ့တမိုးတုတ်ကာနေကိဘက်ဆိုလို့ရှိရင်တောင်ကုန်းထီးထီးပေါ်မှာပူလာပေါ့လေနောက်ကျွန်တော်တို့တောင်ကုန်းကအေးရနေရလဲကွင်းရတိုင်းတိတ်တိတ်လေးမှာအဲ့မှာ၃ယောက်အေးရတာပေါ့လေအဲ့တော့ဒါမှကျွန်တော်တို့ကဘာမှမပါပါဘူးခုနပြောသလိုစောင်းနေလဲယူရကောင်းမှမသိဘာမှမပါဘူးကျွန်တော်မှာဆိုလို့ရှိရင်ဒီဟိုတော်တင်းကြရင်စစ်တမ်းကြံတက်ဖို့ဆိုတဲ့ဒီကျွန်တော်ပြောရမယ်ဘလို PD ဖက်နှက်ပုံစံမျိုးပဲဝယ်ခဲ့တာပေါ့လေကင်းဘက်လေးအဲကင်းဘက်လေးပဲဝယ်ခဲ့ပြီးတော့အဲ့မှာညကျတော့အိတ်ကြတာပေါ့အိတ်ကြတော့ တဖြည်းဖြည်းနဲ့ဟိုဒီတိတ်တော့မတိတာသေးဘောဒီဆက်တာရင်အဲ့တော့မတိတာကို AC ပတယောက်ကိုတယောက်နှစ်နာရီသုံးနာရီလဲကြာကျွန်တော်မနေနိုင်တော့မနေနိုင်အဲ့မှာကျွန်တော်ကအဲ့တော့ကျွန်တော်ရေးဘောတယောက်ပါဘောသူ့နာမည်တော့ထားပါဘယ်။အဲ့ဒါသူနဲ့ကျွန်တော်နေအဲ့မှာဟိုအရင်ဆိုလို့ရှိရင်ဒီမှာရေးလဲမချိုးမူးလဲမချိုးနေဟောင်းတယောက်ကိုတယောက်ဒီမှာရွှန်ရှာနေတာဗောလေပြောလို့ရှိရင်ဒီမှာမထီချင်ဘူးဗျာ။ဒါပေမဲ့အဲ့ချင်းကြမ်းဖတ်ကြပြီမနဲ့ချောင်းနဲ့ခွန်နဲ့ဒီလုံးမျိုးတက်ကုန်တက်ကြည့်ပအောင်ဖတ်ပြီးအိတ်ကြာသိလားအဲ့လိုမျိုးပေါ့ဒါလည်းဟိုအမတ်တရားအမတ်တရားသူနဲ့ကပြန်လို့လို့ရှင်အဲဒီမှာတစ်ခုစမယ်နောက်မယ်ဆိုရင်လာတို့ဖတ်ရကြမယ်ပါကြာသူအခါကျတော့ကျွန်တော်ကအေးလာပြီမခံနိုင်တော့မခံနိုင်တော့အဲ့မှာ တကောင်းအေးရလေးတင်အော်ဘယ်တရမ်းချစ်ကြတယ်အော်အဲ့လိုမျိုးအလုံးမဲဆိုယုံလုံးမဖောက်ဘူးမဲဆိုယုံလုံးမဖောက်ဘူးလေရေးလိုက်မချိုးအောင်လေဘိုးကြီးကအထွက်လာကြတယ်နည်းတင်ပါပြီးတော့ကျွန်တော်တို့အဲ့မှာရေချိုးဖို့ကဒီအဲ့ကိုရောက်ပြီးတော့၄၅ရက်နေမှာတို့အဲ့မှာဟိုဘယ်လိုပြောလဲတင်တန်းရှိနေတယ်အဲ့တင်တန်းပြီးတော့မှကျွန်တော်ငါရဲ့ချက်ရနေအာ၄၅ရက်လောက်အကြာမှာရေချိုးရတယ်။ရေချိုးရလဲသူကလမ်းလျှောက်ကြတာအဝေးပဲသူထဏာကျုံနေအဝေးပဲအဲ့မှာကျွန်တော်တို့ဒီလိုတပိုင်းလမ်းလျှောက်ရင်းရေသူကချိုးကြတာပေါ့အဲ့လိုအဲ့လိုတွေ့ကြုံလည်းရှိရဲ။အဲ့မှာနောက်တစ်ခုကအဲ့လိုမျိုးပေါ့ ဲရည်ရတာအဲ့မှာဒီကောင်တွေအဖွဲပေါ့ဒီရန်ကုန်ကလာတဲ့အဖွဲရှိကျွန်တော်သိရတယ်ဒီကောင်တွေရန်ကင်းကလို့သူတို့ပြောကြအဲသူတို့ကဒီတောတာလာခိုးတာအဲတောတောတောတာလာခိုးတာမဟုတ်ဒီစစ်တပ်နော်လာတတ်တာပေါ့ဒါပေမဲ့အဲ့မှာသူတို့ကဒီကောင်တွေကဟိုငစားတယ်ဘာငစားရဆိုဒီမှာအဲ့မှာသူကရိတ်ခါအပြည့်စုံတွေဝယ်လာဒီမှာအဲ့အခက်တုံးကဒီမှာဟိုထားပါတော့နော်ဒီရကမိုက်စာဘောင်းညာတို့သူကဟိုသူပုံနဲ့ဟိုစစ်တပ်နော်လာတတ်ပုံနဲ့မတူဘူးဒီကောင်တွေကခက်တီတီပဲအပြော်ကြီးထွက်လာတယ်ပြော်ဝဲလာတတ်လာတယ်ထုတ်ကြီးထုတ်ငယ်နေတယ်သူအဲ့လိုမျိုးကဟို တက်ကြတာဗောလေအဲ့တော့ပြီးတော့မှ message ကြတာဗောအမင်းကဘယ်ရလာတယ်ငါကဘယ်ရလာတယ်အဲ့မှာဒီဒီနိုင်ငံချင်းသားဟောင်းနိုင်ငံချင်းဟောင်းနေဘယ်ရဘယ်ရဗောထောင်ထဲမှာသူတို့ဘလို့မျိုးဗောအရင်ကတော့ဟိုစာတင်တာဗောအဲ့လိုမျိုးဟိုပြတ်ပြောမိကြပြန်ပြောမိကြရဗောနော်အဲ့ဒါနဲ့ကျွန်တော်တို့တက်တာဗောလေဒီစစ်တင်တန်းတက်တယ်အဲ့မှာတချို့တွေဆိုလို့ရှိရင်အဲကျွန်တော်တို့အဲ့ပထမဆုံးဖြစ်တဲ့ပြဿနာဘာခက်ခဲတဲ့ကိုယ့်အတွက်ကိုလို့ဆိုရင်ဒီအိအိနာတက်မရတဲ့ပြဿနာ